ားလုံးမင်္ဂလာပါ။ Knowledge Man Channel ကနေကြိုဆိုပါရစေ။ဒီကနေ့ကျွန်တော်မျှဝေပြီးတောင်းမယ့်အကြောင်းအရာလေးကတော့ထောပတ်တီးရဲ့အစွမ်းသက်သည့်18မျိုးအကြောင်းပဲဖြစ်ပါတယ်။ထောပတ်တီးရဆိုရင်လူခန္ဓာကိုယ်အတွက်အများစွာအကျိုးပြုတဲ့အသီးတမျိုးဖြစ်ပြီးတော့လူတော်များကနှစ်ချက်စွာနဲ့စားသုံးနေကြတဲ့အသီးတမျိုးလည်းဖြစ်ပါတယ်။ထောပတ်တီးကိုအများအဖြစ်ထောပတ်တီးဖြုတ်ရည်ဖြစ်သုံးဆောင်ကြပြီးတော့ထောပတ်တီးရေကမုတ်ထောပတ်တီးကိတ်မုတ်ထောပတ်တီးပူတင်စသဖြင့်ပုံသဏ္ဍာန်မျိုးစုံနဲ့သုံးဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ ။နံပါတ်၁နှလုံးရောဂါဖြစ်နိုင်ခြေကိုရောကြစေခြင်း။နှလုံးရောဂါဖြစ်ပွားမှုဟာအများဆုံးယောဂထဲမှတစ်ခုပါဝင်ဖြစ်ပြီးအခြားယောဂတွေရဲ့အရှိပြေလည်းဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ဒါကိုကြောက်ရွံ့ပြီးတော့ပါဝါမတတ်နိုင်ဘူးဆိုပြီးထိုင်နေမဲ့အစားကောက်ွယ်နိုင်မဲ့နီးလန်းတွေကိုလိုင်းနိုင်ရပါမယ်။နှလုံးရောဂါဖြစ်နိုင်မှုကိုရောကြစေတဲ့နီးလန်းများစွာအနက်ကအလွယ်ကူဆုံးနဲ့အကောင်းဆုံးနီးလန်းကတော့ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးခြင်းပဲဖြစ်ပါတယ်။ ။ထောက်ပတ်ဒီမှာနှလုံးနဲ့သွေးကြောစနစ်အတွက်ကောင်းကျိုးများစွာရှိပါတယ်။ဒီဒီမှာကောင်းမွန်တဲ့အဆီအမျိုးအစားဖြစ်တဲ့မပြည့်ဝစီကြွယ်ဝစွာပါဝင်ပြီးတော့မကောင်းတဲ့အဆီဓာတ်ပါဝင်မှုနည်းပါတယ်။မပြည့်ဝစီစားသုံးခြင်းကတော့ကိုလက်စတောပမာဏကိုရော့ကျစေတဲ့အပြင်အင်ဆူလင်တုတ်ပြတ်မှုကိုလည်းကောင်းမွန်စေပါတယ်။ထောက်ပတ်ဒီကသွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စတောတွေကိုကျဆင်းစေပြီးနှလုံးရောဂါခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။ နံပါတ်၄ရောင်ရမ်းမှုကိုတတ်တာစေခြင်းထောက်ဖက်ဒီမှာရောင်ရမ်းမှုကိုတတ်တာစေနိုင်တဲ့အစွမ်းတက်သည့်တွေပါဝင်တာကြောင့်အဆင်မြင့်ရောင်ရမ်းတာနဲ့လေးဘက်နာဝေဒနာတွေကိုတတ်တာစေပါတယ်။နံပါတ်၃သွေးတွင်းကိုလက်စတောကျဆင်းစေခြင်းထောက်ဖက်ဒီကသွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စတောတွေကိုကျဆင်းစေပြီးအကျိုးပြုကိုလက်စတောတွေကိုတိုးစေပါတယ်။သွေးတွင်းကိုလက်စတောများတဲ့သူတွေအနေနဲ့နေ့စဉ်စားသုံးတဲ့အစာသားတွေထက်မှာထောက်ဖက်ဒီကိုထည့်သွင်းစားသုံးမှန်ဆိုရင်တစ်ပတ်ကြာတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းကအကျိုးမပြုတဲ့ကိုလက်စတောနှစ်ဆနဲ့ရဂိုင်တို့ကိုကျဆင်းစေပြီးအကျိုးပြုကိုလက်စတောစက်တဲ့ရဂိုင်တို့တိုးလာစေပါတယ်လို့ဆေးဘက်ဆိုင်ရာလေ့လာမှုတရက်မှာတွေ့ရှိခဲ့ပါတယ်။တွေ့တဲ့ကိုလက်စတောပမာဏကောင်းမွန်သူတွေမှာလည်းပုံမကောင်းမွန်အောင်ထောက်ဘက်တီကအထောက်အကူပြုပေးပါတယ်။နံပါတ်၄တွေ့တဲ့တကြားဓာတ်ကိုထိညှိပေးခြင်း။ထောက်ဘက်တီအားဆိုရင်တွေ့တဲ့တကြားဓာတ် ထိညှိရမှာလည်းအထောက်အကူပြုပါတယ်။ထောက်ဘက်တီမှာပါတဲ့ပျော်ဝင်နိုင်တဲ့အမြင့်ဓာတ်က သွေးရင်းတကြားဓာတ်ပမာဏကိုတည်ငြိမ်အောင်လဲထိညှိပေးပါတယ်။နံပါတ်5သွေးပေါင်းခြင်ကို ထိညှိပေးခြင်းထောက်ဘက်ဒီမှာပိုတက်ဆီယမ်ကြော်အားစွာပါဝင်မှုကြောင့်သွေးပေါင်းခြင်ကိုထိညှိရမှာအထောက်အကူပြုပါတယ်။ပိုတက်ဆီယမ်ဓာတ်ကစားစားတော့မှုကြောင့်သွေးတိုးတာကိုထိညှိရမှာအထောက်အကူပြုပါတယ်။နံပါတ်6အမြင့်အယုံကောင်းမွန်စေခြင်းထောက်ဘက်ဒီမှာမျက်လုံးကြွက်သွားတွေယူရင်းပြည့်စည်ကြတယ် ရည်တိမ်ဖြစ်ရတွေကိုရောကြစေနိုင်တဲ့အစွမ်းတက်သည့်ပါဝင်တာကြောင့်အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ထပ်ပတ်ဒီမှာပါဝင်တဲ့အာနိသင်တွေကအလင်းရောင်ကြောင့်မျက်လုံးပျက်စီးမှုနဲ့မျက်လုံးပြဿနာအမျိုးမျိုးကိုကောက်ွယ်ပေးနိုင်လို့ထပ်ပတ်ဒီပုံမှန်စားသုံးပေးခြင်းအပြင်မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။နံပါတ်9ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းထပ်ပတ်ဒီကကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့အင်အားပြရတဲ့တက်တိုးဆက်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာကြောင့်ပုံမှန်စားသုံးပေးခြင်းအပြင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။နံပါတ်၈ဒီဒီသားမှာမွေးရပါချွတ်ရင်ချင်မဖြစ်အောင်ကောက်ွယ်ပေးနိုင်ခြင်း။ထောက်ပတ်ဒီကမိခင်တွေရေးချယ်စားသုံးတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ထောက်ပတ်ဒီမှာ folic acid ကြော်ဝါစွာပါဝင်နေပါတယ်။ folic acid ကအာရုံကြောပြွန်ချွတ်ရင်မှုလိုမျိုးကလေးငယ်တွေမှာမွေးရပါချွတ်ရင်ချင်မဖြစ်အောင်ကောက်ွယ်ပေးနိုင်တာကြောင့်ကိုယ်ဆောင်မိခွင့်တွေအနေနဲ့ထောက်ပတ်တီကိုစားသုံးသင့်ပါတယ်။နံပါတ်9ကင်ဆာယောဂါကိုကောက်ွယ်ပေးနိုင်ခြင်း ထောက်ပတ်သည့်ကရင်သားကင်ဆာ၊ကတွင်းကင်ဆာ၊အရည်ပြားကင်ဆာနဲ့စီးကျဲကင်ဆာတွေပါဝင် ကင်ဆာရောဂါအတော်များများမဖြစ်အောင်ကောက်ကွယ်ပေးနိုင်ပါတယ်။ထောက်ပတ်သည့်မှာဓာတ်တုဆက်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာနဲ့ရောင်ရမ်းမှုကိုရော့ကျစေနိုင်တဲ့အစွမ်းသတ္တိတွေကကင်ဆာရောဂါမဖြစ်အောင်ကောက်ကွယ်ပေးနိုင်တာဖြစ်ပါတယ်။ထောက်ပတ်ဒီမှာပါတဲ့အာနိသင်တွေကကင်ဆာဆဲတွေ ပြတ်ပေါက်မှုမဖြစ်အောင်တားဆီးပေးသလိုကင်ဆာဆဲတွေကိုတည်စီနိုင်စွမ်းရှိပါတယ်။နံပါတ်၁၀ အစာချေစီခြင်းထောက်ပတ်သည့်မှာအမြင့်တက်ကျော်စွာပါရှိမှုကအစာချေလမ်းကြောင်းကိုကောင်းမွန်အောင်အထောက်အကူပြုသလိုဝမ်းမှန်းစေပြီးဦးလမ်းကြောင်းကိုကျန်းမာစေပါတယ်။ကိုလေးချင်းကိုလည်းထိညိပေးနိုင်ပါသေးတယ်။နံပါတ်၁မှတ်ဉာဏ်ပုံမှုကောင်းမွန်စေခြင်းထောက်ပတ်သည့်မှာအိုမီဂါ3နဲ့ဗီတာမင် E ကျော်စွာပါဝင်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုကောင်းမွန်စေပြီးမှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။နံပါတ်၁ခန္ဓာကိုယ်အချိုးအစားကိုထိန်းသိမ်းထားနိုင်ခြင်း ထော်ဘက်ဒီမှာအစီတက်ပဝင်တော့လဲကောင်းမွန်တဲ့အစီဖြစ်လို့ကိုလေးချိန်ရော့ကြလို့သူတွေစားသုံးသိပါတယ်ထော်ဘက်ဒီကအချိန်တော့ကြအောင်ဘိုက်ပြနေစီလို့အလွန်ကျော်စားသုံးခြင်းကိုရော့ကြစေနိုင်ပါတယ်ဒါအပြင်ထော်ဘက်ဒီတလုံးမှာအမြင့်တက်14ဂလန်ပဝင်တဲ့အတွက်ကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပါတယ်နံပါတ်73အသားရည်ပုံမှန်ကောင်းမွန်စေခြင်းလူသားအလုံးကတော့တနေ့တစ်ချိန်မှာပုံမင်းခြင်းကိုရင်ဆိုင်ရမှာဖြစ်ပေမဲ့အချို့လူတွေက သူတို့ရဲ့လူနေမှုနဲ့စားသောက်မှုပုံစံတွေကြောင့်ပိုပြီးလှင့်မြန်စွာအိုမင်းရေရတက်ကြပါတယ်။ထောက်ပတ်ဒီမှာပေါဝင်တဲ့ဓာတ်တွေကခဲမောင်ရောင်ချီကြောင့်အည်ပြားပျက်စီးခြင်းမှာကောက်ွယ်ပေးပြီးအသားရေကို ကျန်းမာတောက်ပနှုတ်ပြစေပါတယ်။ဒါတွေပြင်ထောက်ပတ်ဒီမှာပေါဝင်တဲ့ဓာတ်တွေကခန္ဓာကိုယ်မှာစွတ်ယူမှုအကောင်းတဲ့အတွက်အခြားအသီးတွေထက်ပိုပြီးရွေးချယ်သင့်ပါတယ်။ထောက်ပတ်ဒီမှာပါတဲ့ဗီတာမင် C နဲ့ဗီတာမင် E ကအည်ပြားကိုအာဟာရပြည့်စုံပြီးဝင်လက်တောက်ပစေပါတယ်။ ထောက်ဘက်ဒီကိုအည်ပြားမှာအနည်းပိတ်တွေထွက်တော့ကိုတတ်တာစေဖို့အတွက်အသုံးပြုပေးနိုင်ပါတယ်။နံပါတ်၄ခန္ဓာကိုယ်မှာလိုအပ်တဲ့ပိုတက်ဆီယမ်ဓာတ်ကိုရရှိစေခြင်းပိုတက်ဆီယမ်လို့ပြောလိုက်ရင်ငပြောသီးစားသုံးခြင်းကအကောင်းဆုံးနည်းလမ်းလို့ထင်ကြပါတယ်။တိုးတော်လဲငပြောသီးမှာကစီဓာတ်များစွာပါဝင်ပြီးတော့ထောက်ဘက်ဒီမှာတော့မပါဝင်ပါဘူး။ဒါကြောင့်ပိုတက်ဆီယမ်လိုချင်ရင်တော့ဒီချက်ကိုကြည့်ပြီးထောက်ဘက်ဒီကိုရွေးချယ်စားသုံးနိုင်ပါတယ်။နံပါတ်၅ ဖို့မမြို့ပွားမှုကိုအားပေးခြင်း။ထပ်ပတ်တရားဆိုရင်ဖို့မမြို့ပွားမှုကိုအားပေးတဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။နံပါတ်16လေဖြတ်ခြင်းမှာကာကွယ်ပေးခြင်း။ထပ်ပတိတရားကရမှာခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ပိုတက်ဆီယမ်ပမာဏရဲ့၁၄ရာခိုင်နှုန်းပါဝင်ပါတယ်။ပိုတက်ဆီယမ်က သွေးပေါင်းခြင်းကိုလျော့ကျပေးပြီးနှလုံးရက်ခြင်းနဲ့လေဖြတ်ခြင်းဖြစ်နိုင်ခြင်းကိုလျော့ကျစေပါတယ်။နံပါတ်၁၉ဘိုင်းနာဘိုင်းအောက်ခြင်းမှာကာကွယ်ပေးနိုင်ခြင်း။ထပ်ပတိတရားဆိုရင် ပိုင်းနာပိုင်းအောင်ချင်းမှာကောက်ွယ်ပေးနိုင်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။